နယ်လယ်မှာတိန်းချောင်ချီလူခဲ့ပေမဲ့ပရိဒါမင်းသမီးရဲ့လို့ခေါင်းစဉ်တက်ကဂုံမကြွားတဲ့အေတင်ကိုပရိဒါများရှင်အေတင်ကိုကဘယ်အမျိုးသားအောင်မှအာမကိုပဲတယောက်တည်းရည်တည်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပါရယ်ဒါဖြစ်သူနဲ့ချွေးမကိစ္စကြောင့်လူတိများပြီးတော့ပွဲဖြစ်ခဲ့ရပေမဲ့စီးပွားရေးလောကမှာတော့သူမကိုရှင်နိုင်တဲ့သူရှားပါရယ်ဒါအပြင်အေတင်ကိုက ကိုယ်တိုင်စီးပွားရေးလုပ်ပြီးတော့အရန်ကိုချမ်းသာနေရဖြစ်ပါတယ်။ကြည်ကြည်တက်ချမ်းသာနေသလိုဘီကန်ရရောတဲ့သူတယောက်လည်းဖြစ်ပါတယ်။အိဒင်ကဝချမ်းသာကြောင်းကိုခြားပြပေမဲ့လူတန်းတဲ့အပေါ်မှာတော့ဂုံယူဝင့်ကြွားတာမျိုးမရှိပါဘူး။ဘီကန်ရဲ့ငလင်ကာလမှာဆိုရင်လည်းအိဒင်ကိုတယောက်ဘီကန်ရရောတာကိုလူတိုင်းကမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ငလင်ဘီမှာမန္တလေးကအဆိုးဝါးဆုံးခံစားခဲ့ရပါတယ်။အိဒင်ကိုရဲ့အိမ်ကတော့ ငလင်တယ်ကိုအရင်မခံစားရပါဘူး။ဒါကြောင့်မို့ညနေထွက်ကြည့်လိုက်တဲ့အချိန်မှာမတင်မထားလောက်အောင်ဆိုးတာကိုမြင်လိုက်ရတဲ့အချိန်မှာသူ့အနေနဲ့အရင်ကိုတရားတရားထက်သန်ခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲကူညီနိုင်တာတွေကိုစီစဉ်ခဲ့ပါတယ်။ဒါအပြင်အေဒင်ကိုကနောက်တစ်ရက်မှာလူအယောက်တစ်ထောင်စာကိုရိုင်းချက်ပြုတ်ပြီးတော့လူပေးခဲ့ပါတယ်။ ဒီလိုလူတဲ့အကြောင်းကိုလည်းဘသူ့ကိုမှအတိမပေးပါဘူးဒိတ်စိတ်သာလူခဲ့တာဖြစ်ပြီးတော့အချိန်ကြာမှ ထုတ်ပြောလာခဲ့တာပါနောက်ရက်ဒီမှာအေတီကိုကလူတွေဘာတွေလိုအပ်တယ်လဲဆိုတာသိချာလေးလာပါတယ်တခြားပရိုက်တာသမားတွေကအိနေတာဇွလူနေတာမို့အေတီကိုကဖြိုဖြည့်ရေးကိုလူပေးဖို့အစီအစဉ်ခဲ့ရပါဒူဘိုင်နဲ့ဘတ်ဟိုးတွေနဲ့တခြားဆီယရော်တွေပိုင်ဆိုင်တဲ့ဘတ်ဖိုးတွေကိုယူပြီးတော့ဖြိုဖြည့်ခဲ့တာဖြစ်ပါတယ် အေဒင်ကိုဝဟစကိုင်းမှာစတင်ပြီးတော့ဖြိုဖျက်တာကိုစတင်လုပ်ခဲ့တာဖြစ်ပါတယ်။စကိုင်းမှာဖြိုတဲ့အချိန်တချို့ကလည်းဘေးမဖြိုတာမို့ဒုက္ခတွေလည်းရင်ဆိုင်ခဲ့ရတာပါသေးတယ်။ဒါပေမဲ့အေဒင်ကိုကတော့လုံးဝကို အားမလျှော့ဘဲနဲ့ရင်ဆိုင်ပြီးတော့ရှေ့ရနေအမျိုးသမီးတစ်ယောက်နေနဲ့လှုပ်ဆောင်ခဲ့တာမို့အမြန်ဆုံးလဲဖြိုဖျက်နိုင်ခဲ့ပါတယ်။ဖြိုပြီးတဲ့အချိန်မှာလည်းအိမ်ပြန်ဆောက်ဖို့အားရှိသလောက်လူပြန်ပါတယ်။အခုလိုလူဖို့အတွက်အေဒင်ကိုက ဘသူစီယာမအလိုမခံခဲ့ပါဘူးအေသင်ကိုကရှိတဲ့ငွေတွေနဲ့သာလှူခဲ့တာဖြစ်ပါတယ်အကုန်ဒုက္ခရောက်တဲ့အချိန်မှာကိုနိုင်တဲ့ဝင်ကိုရအောင်ချမ်းဖို့ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အေသင်ကအဲဒီလိုဆုံးဖြတ်ခဲ့ရကနေအအောင်မြင်ဆုံးလုံနိုင်ခဲ့လို့ဂုဏ်ယူနေရတာပါတကယ်လည်းပဲပရာဟိတလို့နာမည်တက်ထားတဲ့သူတွေထက်တောင်မှအေဒင်ကိုကပို့ပြီးတော့အောင်မြင်ခဲ့တာဖြစ်ပါတယ်။အေဒင်ကိုကြောင့်အိမ်ဆုံးရှုံးတဲ့သူအများကအိမ်တွေပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုလိုလိုပြီးနိုင်တဲ့အပေါ်မှာလည်းအီသင်ကိုကအရန်ကိုပျော်ရွှင်နေကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့နာမည်ကောင်းဝင်ယူရာမျိုးလည်းမရှိပါဘူးအီသင်ကိုကသူလိုပြီးတာကိုနာမည်ကြီးချင်တာမဟုတ်တလို့ဂျေဆုတင်ခံရပြီးတော့လူအများကြီးမှအောင်မြင်ကြတာလည်းမဟုတ်ပါဘူးသူလို့တာကအောင်မြင်တာဖြစ်ပြီးတော့ဘယ်အရာမှခူတုံးမလုပ်ဘဲနဲ့သူကကြော်ကြားခြင်းနဲ့စိတ်လည်းမရှိပါဘူးဒါကြောင့်မို့သူလို့တာကိုပရိဒါရေလို့လည်းခေါင်းစဉ်မတက်ခဲ့ပါဘူးစကိုင်းတိုင်းမှာအလုံးပေါင်းတရာမန္တလေးတိုင်းမှာ၁၇လုံးနဲ့ အားလုံးပေါင်းအလုံးရေ111လုံးတောင်မှဖြိုဖျက်နိုင်ခဲ့တာပါအေတင်ကတခြားဘသူမှမလုပ်တဲ့အရာကိုလုပ်ချင်ခဲ့တာဖြစ်ပါတယ်ဆယ်ရရာဂိုင်တွေတာကလုပ်ငန်းမှာသုံးနေကြဖြစ်တဲ့အတွက်အေတင်ကဖြိုဖျက်တာကိုဦးစားပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်ငလင်မှာဒီလုပ်ငန်းကလည်းအဓိကဖြစ်တာမို့သူဘက်ကလည်းအတဏ္ဍာရီဆုံးလုပ်ပေးခဲ့တာဖြစ်ပါတယ်သူများတွေကငွေတောင်းပြီးတော့ ြုတ်ဖြတ်ပေးခဲ့ပေမဲ့သူမကတော့အလကားပဲလို့ပေးခဲ့တာဖြစ်ပါတယ်။ဂျာရဲမှာရန်ဖြစ်ပြောဆိုခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။တစ်ဖက်ကကောင်းတဲ့အိမ်ကိုမဖြိုခိုင်းတာမို့ရန်ဖြစ်ပြီးတော့ဖြိုရတာတွေလည်းရှိပါတယ်။အီတင်ကဘသူ့ကိုမှအာမကူပဲနဲ့တယောက်တည်းရည်တည်ပြီးတဲ့လုံရည်တွေကြောင့်အားကြတဲ့သူတွေများလာပါတယ်။ဒီဘဝလောကဆိုရင်လည်းတယောက်ချင်းပဲဥဆောင်နေတာဖြစ်ပါရင်အေဒင်ကိုရဲ့လုံရက်တွေကိုချီးကျူးမိလားဆိုတာပရိသတ်တို့ရဲ့အမြင်ကောမလီထဲမှာရေးခဲ့ပေးကြပါအောင်ရှင်။